ကျမကတော့တင်ဆက်သူမဆန္နာပါဖြည့်ရမှန်ဇလန်းကောင်းများနဲ့စိတ်ဝင်စားပွေမူကင်းဇလန်းကောင်းများကို နေ့စဉ်မပြတ်တင်ဆက်ပေးနေတဲ့ MN YouTube Channel ကနေကြိုဆိုလိုက်ပါရရှင်ဒီနေ့မှာတင်ဆက်ပေးမယ့်ဇလန်းကောင်းလေးကိုလည်းခံစားနားဆင်အားပေးကြပါအောင်ရှင်ဘဝကံခေလိုက်ပုံကစပေညူရှင်နှဲကနေဒီနမေကို လေးလေးနက်နက်ရေရွတ်ကြည့်မိတယ် နမယ်လေးကတက်မျိုးလေးလူကလည်းယိုယိုအေးအေးသူသိချင်နေမိတဲ့သူရဲ့အခြေကတဘောအလုံးအတွက်ဖြစ်တဲ့ကြစ်တာကမထူးဆန်းပါသို့တော်လည်းထူးဆန်းတာက သူနဲ့စပယ်ညိုတို့ရဲ့အနီအထားစပယ်ညိုက သူနဲ့အသက်ချင်းကွာခြားလာတဲ့စပယ်ညိုက အသက်20ဝန်းကျင်သူကအသက်50ဝန်းကျင် အသက်30နီးပါးကွာခြားတယ်စဉ်းစားကြည့်ရင်ဦးလေးနဲ့တူမအဖေနဲ့သမီးအွယ်တမျှကွာခြားလာတယ် ို့တော်လည်းအချစ်ဆိုတာက လူမျိုးပါတာအစဉ်အတန်ပြီးတော့အသက်ရွယ်မရွေးချစ်နိုင်ကြရည်ဒါကပဲအချစ်ရဲ့သဘောစစ်စစ်ဖြစ်ပါရည်အင်းတော်မပြူပဲနေလာလိုက်ဒီမှာအသက်60ရောက်မှဝတ်သက်ပေါက်ချင်နေတယ်ငယ်စဉ်ကချစ်မြတ်နိုးခဲ့ဘူးတဲ့မိန်းကလေးတွေရှိခဲ့ပါရည်သူတို့သူ့ကိုမချစ်ကြအကြောင်းက သူ့မှာငွေမရှိလို့ဖြစ်တယ်ရုပ်ကဆိုးလို့ဖြစ်တယ်သူစင်ကသူက အချင်းနဲ့ပတ်သက်ပြီးမျက်နှာငေးခေရတယ် မိန်းကလေးတယောက်ကိုချစ်တာချစ်တယ်ထိုမိန်းကလေးစိတ်ဝင်စားမယ့်အရာ သူ့မှာဘာမှမရှိထိုမိန်းကလေးအထင်ကြီးလောက်စရာ သူ့မှာနတ်တီထို့ကြောင့်လေကိုကချိန်လိုက်လက်နှောက်လိုက်ကိုကပိုးလိုက်တုတ်သွားလိုက်နဲ့ကြံရင်မင်းသားဆက်ခင်ခဲ့ရတယ်ယခုတော့ထိုခဲ့သူမဟုတ် သူ့မှာငွေရှိတယ်လူချင်းတာမှန်သမျှတက်နိုင်တဲ့အစွမ်းစားရှိတယ်သို့တော်လေငေကုံတော့မရှိပါဒါကပဲသူ့ရဲ့ချိုးယွင်းချက်ဖြစ်နေပြီလား ။စပယ်ညိုကိုတွေးစကလေးကစိတ်ဝင်စားခဲ့တယ်။လှတယ်ချောတယ်ရိုးရိုးအေးအေးလေးဖြစ်ပါတဲ့။မကြခင်ကသူ့အိမ်ဘေးကိုပြောင်းလာတဲ့မိသားစုတစုရဲ့ရှူမကြီးတဲ့သမီးကျော်လေးတစ်ယောက်ဖြစ်ပါတဲ့။အချမ်းသာကြီးမဟုတ်တော့လေနေနိုင်စားနိုင်တဲ့မိသားစုတစ်ခုဖြစ်တယ်။စပယ်ညိုကိုရယူဖို့အတွက်အရင်ဦးဆုံးချင်းကရန်စဉ်းစားကြည့်တယ်။သူမိဘများဘာလုပ်တယ်လဲ။လိလာကြည့်တယ်။အဖေကအငိမ့်စာအမေကမိခု ဒါအကြီးဆုံးကကံမရီတစ်ခုမှာဒုတိယသားကနိုင်ငံသားမှအလုံးလုံးတဲ့သမီးအငယ်ဆုံးဖြစ်တဲ့စပိန်မျိုးကတော့စီးပွားရေးတက်ကတ်သူတတိယနှစ်ကျောင်းသူဒါသူသိတဲ့လောက်ဖြစ်တဲ့ဒီလိုဆိုရင်တော့ချင်းကက်ရန်လွယ်ကူပြီလို့တွေးမိလိုက်တဲ့သို့တော်လေကောင်းမလေးနဲ့ဓာတ်ရိုက်မချင်းကသူမိဘများကနေတစဉ်ချင်းကက်မှတင့်မယ်လို့ဆုံးဖြတ်လိုက်တဲ့ အိမ်ထဲကိုတည်တည်ချာချာကြည့်ပြီးလူခေါ်ခေါင်းလောင်းကိုဆွဲပြီးနောက်တယောက်ယောက်များထွက်လာမလားလို့မျှော်လင့်မိတယ်။အတန်ကြာတော့မှအိမ်ထဲကနေအမျိုးသမီးကြီးတအူးထွက်လာတယ်။စပယ်ညိုရဲ့မိခင်ဖြစ်ဟန်တူတယ်။စပယ်ညိုနဲ့လွန်စွာဆင်နာကြောင့်အပြိုအရွယ်ငယ်ငယ်ကလည်းချော်မော်လှပါတဲ့မိန်းကလေးတယောက်ဖြစ်ခဲ့မယ်လို့တွေးလိုက်တယ်။ဘာကိစ္စရှိလို့ပါလဲရှင်။အမျိုးသမီးကြီးကစူးစမ်းတဲ့မျက်လုံးများနဲ့သူ့ကိုကြည့်နေတယ်။ သူကအမျိုးသမီးကြီးကိုပြုံးပြပြီးကျွန်တော်ကဟိုဘက်ခြံကပါကိုထွန်းထွန်းလို့ခေါ်ပါတယ်ဒီကအမားတို့ကဒီရက်ွက်ကိုပြောင်းလာတာမကြသေးဘူးဆိုတာသိလို့အခုညီလိုရင်ပြောပါထိုကဲ့သို့သူ့ကိုယ်သူမိတ်ဆက်လိုက်တဲ့ပထမမှာအမျိုးသမီးကြီးကကြောင်စီစီကြည့်နေတဲ့ထိုအချိန်မှာအိမ်ထဲကနေယောက်ျားတန်တန်ထွက်လာတဲ့ဘသူလဲဘေးအိမ်ကလားအိမ်ထဲကိုခေါ်လိုက်လေအမျိုးသမီးကသူ့ကိုပြုံးပြပြီးခြံတကားကိုဖြွင့်ပေးလိုက်တဲ့ လာအိမ်ထဲဝင်ဦးလေစကားပြောကြတာပေါ့သူလဲအိမ်ထဲကိုဝင်လိုက်သွားတယ်အင်ကနှစ်ထပ်ပြင်အောင်အိမ်ဖြစ်ပြီးအေကန်းထဲမှာတော့စတီကုံဟောင်းတချို့နဲ့ကလေးထိုင်တလုံးရှိနေတယ်အသက်60ကျော်အရွယ်အမျိုးသားကြီးတဦးမှာကလေးထိုင်ပေါ်မှာ ထိုင်ရင်းနဲ့စားဖက်နေရီသူအမျိုးသားကြီးကသူ့ကိုအကဲခတ်ပြီးစကားဆပြောရီဟိုဘက်ခြံကနေတူတယ်ထိုင်ပါခင်ဗျသူတို့ပြောပြီးအမျိုးသမီးဘက်ကိုလှဲ့ကမိမကြီး ကော်ဖီဖြော်လိုက်ကွာမလုပ်ပါနဲ့ရပါတယ်ကျွန်တော်တို့ဘာမှမလုပ်ပါဘူးသူကဤတို့ပြောတော်လေအမျိုးသမီးကြီးမှနောက်ဖေးကန်းကိုဝင်သွားတယ်အင်ရှင်တို့တိုက်တဲ့ကော်ဖီကိုတောက်ရင်나이ဝက်ခန့်စကားလက်စုံကြခဲ့တယ်ငယ်ပေါင်းကြီးပေါ်တွေလို့အာလာပါတာလာပါပြောဆိုကြရင်ယင်းဤတဲ့ယင်းဤလာကြတယ်တယောက်အကြောင်းတယောက်တိလာကြတယ်အင်ရှင်အမျိုးသားကြီးရဲ့နာမည်ကဦးမြင့်စွေအမျိုးသမီးကြီးရဲ့နာမည်ကဒေါ်တင်ညိုဖြစ်တယ် နေမရေးချရှိတဲ့တာသမီ၃ယောက်တို့ရဲ့မိဘများဖြစ်ပြီးသူတို့ရဲ့မျက်နှာများပေါ်မှာအစဉ်အမြဲစိတ်ချမ်းသာပုံပေါ်ရီစိတ်တဘောထားကောင်းနဲ့လင်မယားနှစ်ယောက်ကိုကြည့်ရင်သူ့ရဲ့စိတ်ကူးအိမ်မက်ကလည်းတဖြည်းဖြည်းနဲ့အကောင့်ထဲပေါ်လာမယ်လို့ပီတိဖြစ်နေကြတယ်။သမီးဒါကဟိုဘက်ခြံကဥထွန်းထွန်းလို့ခေါ်တယ်။ခင်မီစံစားပိုင်ရှင်ပေါ့။အော်တွေ့ရတာဝမ်းသာပါတယ်ဦး။သမီးကစပိန်မျိုးပါ။ ထို့သူပြောရင်မျက်နှာပေါ်မှာတင်းငိမ်အေးဆေးတဲ့အပြုံးတပွင့်လက်သွားရီဥသိပါရယ်ကွယ်သမီးရဲ့ဖေနဲ့မိကပြောပြထားလို့ပါဒီလိုနဲ့ကောင်မလေးနဲ့သူမိတ်ဆွေတွေဖြစ်သွားခဲ့ကြရီသူကတခါတည်းရန်လမ်းကြုံတလူလူနဲ့ကောင်မလေးကိုကြောင်းလိုက်ပို့ပြီးတဲ့အိမ်သားတွေအားလုံးကိုလက်ဆောင်ပေးရင်တပည့်ညိုအတွက်လည်းအလွန်စည်းကြီးတဲ့အဝတ်အစားလက်ဆောင်ပစ္စည်းတစ်ခုခုကိုဝယ်ပေးတတ်တယ်။တဖြည်းဖြည်းနဲ့ရွှေစုံညိုဘာလို့ဝဲတယ်ဆိုတဲ့ဇလန်းမှာ ပို့ပြီးတော့ရုပ်လုံးပေါ်လာတယ်။နောက်ဆုံးအဖိုးကြီးနဲ့အဖွားကြီးကိုဖွင့်ပြောတယ်။အစကတည်းကဒီယုံမြင်လို့ဒီချုံထွေမှန်းတိကြတယ်။အဖိုးကြီးနဲ့အဖွားကြီးတို့ကအံ့ဩဟန်မပြူကြ။ရခင်ကလေးကသဘောတူနေပုံရတယ်။ဒါကြောင့်လေသမီးဆန္ဒကိုမေ့ကြည့်အောင်မယ်လို့အကြောင်းပြန်လိုက်တယ်။တိတ်မကြလိုက်ပါ။ကောင်မလေးလက်ခံလိုက်ပြီလို့သိရတယ်။သူအလွန်အလွန်ပျော်ရွှင်ခဲ့ရတယ်။သူအကြောင်းကိုဆွေမျိုးများနဲ့မိတ်ဆွေများကိုပြောပြလိုက်တယ်။ သူ့ရဲ့ဦးလေးတော်သူအသက်60ကျော်အရွယ်ဦးကျော်ကမင်းကလေကြီးမဝတ်သက်ပေါက်ချင်နေပြီမင်းသမီးလောက်ရှိတဲ့ဟာလေးပါကွာမင်းကိုချစ်တာဟုတ်ချင်မှဟုတ်မှာပါမင်းစီကစီးစိမ်ဥစ္စာတွေကိုမတ်လို့နေတူပါရဲ့သူတို့ပြောပြရဲတငယ်ချင်းတချို့ကတော့သူ့ကိုပြောကြရဲအဖိုးကြီးအရွယ်နဲ့သမီးအရွယ်မလိုက်ပါဘူးကွာအခုညီလိုရင်ငါ့ကိုပြောတော့ငါတငယ်ချင်းကမိမမယူဘူးမယူဘူးနဲ့ယူတော့လေ နုနုထွတ်ထွတ်ကလေးပါလားဟဲ့အဲ့ဒါပေါ့ကွာနောက်အိုမြန်းနုကြိုက်တယ်ဆိုတာပဝင်းချင်းကဘလို့ပြောပြောသူကဂယူမဆိုင်ခဲ့သူ့မှာပတ်စံရှိတယ်ဥစ္စာရှိတယ်သူလိုချင်တာကိုရရင်ပြီးပြီကျန်နာကသူ့ရဲ့ငွေကြီးဥစ္စာအရှိန်အဝါအောက်မှာလုံးဝပျောက်ွယ်သွားမယ်လို့သဘောထားခဲ့တယ်ဒီလိုနဲ့မင်္ဂလာဆောင်မဲ့နေ့ကိုရွေးကြတယ်အကြီးကျယ်မင်္ဂလာဆောင်လက်ထပ်ပွဲကျင်းပဖို့ပြင်ဆင်ကြတယ် ဘဝမှာအပျော်ဆုံးနေ့တစ်နေ့ကိုရောက်တော့မယ်လို့မျှော်လင့်ပြီးပီတီနဲ့လက်ချိုးရည်တွက်နေမိတဲ့မင်္ဂလာဖိတ်စာလေးရိုက်ပြီးပြီးမင်္ဂလာဖိတ်စာကိုလည်းဆွေမျိုးများမိတ်ဆွေအပေါင်းအသင်းများစီပို့ပြီးပြီးဒီလိုနဲ့မင်္ဂလာလက်ထပ်ပွဲကျင်းပမယ့်နေ့မတိုင်ခင်နေ့ကိုရောက်ရှိလာခဲ့တယ်။ဆရာဆရာဦးမြင့်ဆွေတို့အိမ်ကဆရာကိုခေါ်ခိုင်းလိုက်တယ်အရေးကြီးလို့တဲ့အိမ်မှာအတူနေထိုင်နေတပည့်ကျော်ဖြိုးလေးကပြောတော့ သူကအေးအေးလိုပြန်ပြောရင်မြန်တဲ့တော့ဘဝကိုတမ်းမော်ကို တင်လိုက်တယ်။ထို့နောက်အဝေစားကိုအမြန်လဲပြီးဦးမြင့်ဆွေတို့အိမ်ဘက်ကိုကူးသွားလိုက်တယ်။ဦးမြင့်ဆွေနဲ့ဒေါ်ညိုတို့မှမျက်စိမျက်နှာပြတ်နေကြတယ်။စိတ်တော့ကရောက်နေပုံပေါ်တယ်။ဘာဖြစ်လို့လဲခင်ဗျ။ဦးမြင့်ဆွေက သူ့ကိုဘာမှပြန်မပြော။ဇာရက်တရက်ကိုလှမ်းပေးလိုက်တယ်။သူကလည်းဦးမြင့်ဆွေပြီးတဲ့ဇာရွက်ကိုယူပြီးဖတ်ကြည့်လိုက်တယ်။ ဖေဖေနဲ့မေမေတို့တမိကြောခဲ့ပါတယ်ဒီစာကိုဖတ်နေချိန်မှာတမိဟာဖေဖေမေမေတို့နဲ့ဝေးရတနေရာကိုရောက်နေပါပြီတမိကိုခွင်းလွှတ်ပါတမိချစ်သူနောက်ကို လိုက်သွားပါပြီတမိရဲ့ချစ်သူကစောက်လုံရေးအင်ဂျင်နီယာတယောက်ပါ သူနဲ့တမိချစ်သူတွေဖြစ်နေတာဒီနေ့ကြော်ပါပြီတမိပွဲရတဲ့ထီစောင့်ပြီးမှလက်ထက်ကြမယ်လို့ရည်ရွယ်ထားခဲ့တာပါ အခုတော့မတက်တာတဲ့အခြေအနေမှုဒီလိုလှုပ်လိုက်ရတာပါ တသက်လုံးတစ်ချိန်တကားမှမမိုက်ဖူးတဲ့သမီးဒီတစ်ချိန်တော့မိုင်းမိလိုက်ပါပြီသမီးကိုနားလဲပေးစီချင်ပါ रे သမီးမိုက်စပေညူစာကိုဖတ်ပြီးပြီးချင်းသူ့လက်များတုံရင်လာကမျက်လုံးများပြာဝေသွား रे လဲပြုတ်လူမတန်ဖြစ်သွား रे ဒေါ်တင်ညူထံကရှိုက်တန်တစ်ချက်ကြားလိုက်ရ रे လူမြင့်ဆွေကတော့သူ့ကိုအားနာတယ်လို့စိတ်မကောင်းတယ်လို့ကြည်ပြီးနောက်မျက်နှာလွှဲပြီးတောက်ခေါက်အန်ကျိတ်နေ रे သူကစာရွက်ကိုမြေပေါ်ကိုလွှတ်ချလိုက်ပြီးထိုင်ကုန်တစ်ခုပေါ်ကိုခြေပြက်လက်ပြက်ထိုင်ချလိုက်သည်။ပြီးနောက်တပ်ပြင်းကိုချရင်ဝမ်းနဲ့စိတ်မကောင်းတဲ့နေပြောလိုက်သည်။ဘာတတ်နိုင်မလဲဗျာ။ကျွန်တော်ကုသူပဲပေါ့။ယခုတော့သူ့ရင်ထဲမှာဘာမှမရှိသလိုခံစားလိုက်ရတယ်။ဘဝတစ်လျှောက်လုံးအเจ้าအမျိုးမျိုးကြောင့်အချစ်နဲ့ဝေးခဲ့တဲ့သူအချစ်ကိုအမှန်တကယ်ပိုင်ဆိုင်ရတော့မယ်လို့ထင်မှတ်ထားခဲ့တော်လေမျော်လင့်ချက်တောင်ကြီးပြိုလဲခဲ့ပြီ။ ငွေကြေးဥစ္စာမရှိတော့ကလေအချင်းနဲ့ဝေးခဲ့တယ်လို့ငွေကြေးဥစ္စာရှိလာပြန်တော့လေအချင်းနဲ့ဝေးနေစေအချစ်ကံခေလွန်သူတယောက်လို့သူ့ကိုယ်သူ ယူဆလိုက်တဲ့ကြီးမဝတ်သက်ပေါက်တာ အခမ်းအခတ်လိုက်တာနော်ရှင်နေကနေတိုးတိုးလေးညီးထွားလိုက်တဲ့စာရေးသူဆရာကြီးကိုလေဂျေဇူးတင်ပါရီဟုတ်ကဲ့ နောက်ထပ်တစ်ပုဒ်အနေနဲ့သမုဒ္ဒယတန်ရောစဉ်ဆိုတဲ့ဇာတ်လမ်းလေးကိုလည်းဆက်လက်တင်ဆက်ချင်ပါသေးရှင်။အချင်းထောင်ထဲမှာတော့ဒါမှုရေတာဝင်ဆိုတော့အင်မတန်ကြီးလေးတဲ့တာဝင်တရက်ပါပဲ။အချင်းထောင်ကြီးတစ်ခုလုံးရဲ့ဝင်ပေါက်ထွက်ပေါက်ဖြစ်စေတဲ့အထက်ကနေရာကိုတာဝင်ယူထိမ့်သိမ်းဆောင်းရှောက်နေခဲ့ရသူဆိုတော့အဆဆအရာရာသတိဝရိယရှိနိုင်မှတန်ခါကြမယ်။ နိုးမဟုတ်ပါကတကားကြီးတဲကိုအပြင်ကလူများဝင်ခဲ့လို့ပြန်ထုတ်ပေးလို့ရနိုင်ခဲ့ပြီမေအထဲကလူများထွက်သွားခဲ့လို့ကတော့ဘလို့မှအစားထိုးမရနိုင်တော့ပါဘာလို့လဲဆိုတော့အထဲမှာရှိနေခဲ့ကြတဲ့အကျဉ်းသားတွေကသူအမှုနဲ့သူအချုပ်ခံနေရစေတရားရုံးမှာ အမှုရင်ဆိုင်နေရစေဆိုရင်လေရာဇဝတ်ပုံစံရှင်နဲ့ချုပ်ရမန်ရှိနေမှာပဲထောင်ကြဝရန်ဆိုတာရှိနေခဲ့တာကြောင့် နမယ်နဲ့ဝရန်တိုက်စစ်စစ်လိုက်လို့ရနိုင်ခဲ့တာပါပဲဒါကြောင့်လေ တကားထောင်မူလေးတယောက်အနေနဲ့မိမိတာဝန်ယူစောင့်ရှောက်နေရတဲ့တကားကြီးတဲကလူမမထွက်နိုင်အောင် ထွက်ပြေးလွတ်မြောက်မှုမဖြစ်ပွားနိုင်အောင် အထူးကယူးစိုက်ပြီးဆောင်ရွက်နေခဲ့ကြရတယ်ဒီလိုအဝင်ထွက်တွေရှုပ်ထွေးနေတဲ့တကားမကြီးတဲမှာလူပေါင်း16000ဝင်ထွက်နေခဲ့ပါတယ်အဲ့ဒါကလွယ်ပါတယ်တကားကြီးတဲကိုအပြင်ကတာဝန်ကြနေတဲ့ဝန်ထမ်းတွေအထဲကိုတာဝန်ချိန်မှဝင်ထွက်တာဖြစ်ဖြစ် ပြင်ပပုံကိုယ်တွေဥပမာဧည့်သည်တော်များအလုံးဖက်မှာတာဝန်ကျနေခဲ့တဲ့မန်နေဂျာနီးပြစရာများထောင်စရေးများဟာယူနီဖောင်းဝတ်စင်မထားဘဲရက်ဝတ်အရစားနဲ့ဝင်ကျထွက်ကြတယ်။အဲ့ဒီလိုလူတွေဝင်ထွက်ကြတဲ့အခါမှာတကားစရေးလို့ခေါ်တဲ့ဝင်ထမ်းတအူကသက်ဆိုင်ရာမှတ်ပုံတင်စာအုပ်ဖြစ်တဲ့ထောင်ပုံစံ240စာအုပ်မှာအဝင်အထွက်ကိုမှတ်တမ်းပြုစုထားခဲ့ပါတယ်။ ထို့အတူပဲအကျဉ်းသားအလုပ်ပုတ်တွေပြင်ပကိုအလုပ်ထွက်လုံနေခဲ့တဲ့အပြင်ပုတ်တွေပဲဖြစ်ဖြစ်နေ့စဉ်ရုံးထုတ်ရုံးပြန်နေခဲ့တဲ့အမှုရင်ဆိုင်နေရစေအချုပ်သားအကျဉ်းသားတွေအားလုံးတကားတွေကမှတ်တမ်းစာအုပ်ပေါ်မှာဘုတ်အလိုက် ရုံးထွက်အလိုက်လမ်းကြောင်းကတစည်းစည်းအလိုက်လူဦးရေကိုမှတ်တမ်းတင်ထားပါတယ်။ဒါကြောင့်တကားထောင်မှုလေးဟာစိတ်ဆက်သေးချစွာရှိရတယ်လို့ဖြည့်ဖြည့်လက်လက်တက်တက်လက်လက်ရှိဖို့လိုအပ်ပါတယ်။ ဒီကနေ့မနက်လေတကားထောင်မူလီစိုးဝေတယောက်မိမိတာဝန်ယူဆောင်ရွက်နေခဲ့ရတဲ့တကားကြီးတဲကနေမနက်ပိုင်းမျိုးပေါ်ရုံးတွေကိုအချိန်မီရုံးထုတ်ပေးနိုင်မှုတကားကြီးတဲမှာ ရုံးထွက်ကြမယ်အကျဉ်းသာအချုပ်သားတွေကိုလမ်းကြောင်းတာဝန်ခံမြမရဲတပ်ဖွဲ့မှရဲအုပ်ကြီးစီကိုတရခန်နဲ့ချုပ်ရီမန်တွေမျိုးနယ်လမ်းကြောင်းတကြောင်းစီအလိုက်လွှဲပြောင်းအနှံထုတ်ပေးနိုင်မှုစီစဉ်ပေးခဲ့တယ် တကားကြီးမှာတော့လမ်းကြောင်းတာဝန်ခံနဲ့အချုပ်တာဝန်ခံ ထောင်မှုကြီးဦးအောင်ကျော်ထီတို့ကချုပ်ရီမန်နဲ့ထောင်ကျဝန်ရမ်းတွေအနှံ့နေခဲ့တာကိုစောင့်နေခဲ့ရတယ်။အားလုံးပြီးစီးသွားတဲ့အချိန်မှာတော့မြို့နယ်လမ်းကြောင်းအလိုက်ကားပြကြီးတွေဘောကိုတရားခံတွေတင်ပို့နိုင်ဖို့တကားပေါက်သေးသေးလေးကို ဖွင့်ပြီးတော့ထောင်မကြီးတွေကတကားတွေကိုတကားကြီးတွေရေထွက်သွင်းစီခဲ့တယ်။ ြီးရဲ့ချိန်မှာတကားတဝန်ခံထောင်မူလီစုွေက ထောင်ပုံစံ55ခေါ်နေ့စဉ်မှတ်တမ်းလိုခေါ်တဲ့မနက်ခင်းအစီရင်ခံစာ စာအုပ်ထဲမှာ ရုံထွက်မဲ့မျိုးနယ်လမ်းကြောင်းအမည်နဲ့ရုံထွက်သွားသူအချုပ်သားအကျဉ်းသားဦးရီကိုမှတ်တမ်းတင်ရေးသွင်းထားခဲ့ပါတယ်။အဲ့ဒီလိုပါပဲ။တကားစည်းရေးဝန်ထမ်းကလည်းထောင်ပုံစံ204ခေါ်စာအုပ်ထဲမှာရုံထွက်လူဦးရီကိုမှတ်သားထားခဲ့ရပါတယ်။ နှစ်ဖက်သွင်းစရင်ရည်နီလို့မာရွင်မှုတစုံတရာမဖြစ်ပေါ်နိုင်အောင်ချိန်ကြိုက်ထားရပါတယ်။အဲ့ဒီလိုမနှက်ပိုင်းရုံထုတ်ပြီးပြန်တော့ညနေပိုင်းအချိန်ရုံပြန်လာတဲ့အခါမှာတရခန်တွေကို တကားတွေကနေ ပြန်လက်ခံရပါတယ်။အဲ့ဒီကမနှက်ပိုင်းတုန်းကရုံထွက်သွားခဲ့တဲ့အချုပ်ဟောင်းထောင်ကြဟောင်းတွေအပြင်အချုပ်သစ်တွေကနေပြောင်းရွှေ့လိုက်တဲ့အချုပ်သားတွေနဲ့တရားရုံးကအမိန့်ချမှတ်လိုက်တဲ့ထောင်ကြတွေပါပဲ။ အဲ့ဒီလိုအချုပ်သားအစ်တွေကိုကားပြကြီးတွေပေါ်ကနေလက်ခံဆောင်ရွက်နေစဉ်လူအစ်တွေကိုကားပြကြီးပေါ်ကနေတစဉ်တကားကြီးတွေကိုခေါင်းငုံဝင်လာစေခဲ့ပါရဲ့ဝင်လာနေခဲ့တဲ့အချုပ်သူတွေကနောက်ဆုံးဝင်လာနေတဲ့အချုပ်သူတဦးကိုမြင်လိုက်ရချိန်မှာထောင်မိုးလေးစုဝေးအံ့ဩမြင့်တက်သွားပါရဲ့အထူးသဖြင့်သူမရဲ့လက်ဘေးမှာဆွဲထားခဲ့တဲ့ဆွဲတော်ရွက်ပုံလောကတီတက်ထားတဲ့ပလက်တီနမ်ဆွဲကြိုးလေးကြောင့်ပါပဲ ခေါင်းအငုံမှာလေပင်ရှိကတင်းတင်းကြီးပေါ်လွင်နေခဲ့တာကြောင့်ပါပဲ။ဒါကြောင့်ဟမ်မဝေပါလား။ဟုတ်ပါတယ်လေ။မဝေလို့ခေါ်ခဲ့တဲ့တင်ထားဝေကိုသူယင်းနေခဲ့တာကြာခဲ့ပါပြီ။ဟိုးငငယ်တုန်းကမင်းဘူးမျိုးလေးစီမှာအတူတကွအထက်တန်းပညာသင်ကြားခဲ့ရင်နဲ့ယင်းနေကျွမ်းဝင်ခဲ့ကြတာပါ။အဲ့ဒီတုန်းကတော့မဝေတို့ကနေပိုင်ဝန်ထောက်ကြီးသမီးဖြစ်ပြီးစိုးဝေတို့ကတော့တာမန်ဈေးသိမ်မကြီးရဲ့တာပေါ့ အမိရေမုံဟင်းကားဆိုင်မှာမကြခဏမုံလာဆိုင်ရင် အတန်းအတူတူမှုပူပြီးရင်းနှီးကျွမ်းဝင်ခဲ့ကြရတဲ့နောက်ပိုင်းတငယ်ချင်းလိုဆက်ပြီးမခေါ်နိုင်မီချစ်သူတွေအဖြစ်တန်ရောစင်ကျူရေပတ်မိခဲ့ကြရတဲ့တဦးနဲ့တဦးအသေးနဲ့အောင်ချစ်ခဲ့ကြရတဲ့အထီးပါပဲဒါပေမဲ့ဘဝနှစ်ခုကကွာဟနေခဲ့တော့ပေါင်းဆက်နိုင်ခွင့်မကြုံခဲ့ရပြီဒီကြားထဲမှာ နေပိုင်ဝန်ထောင်ကြီးကအလုပ်ပြောင်းသွားတော့ချစ်သူနှစ်ဦးချစ်ရက်နဲ့ဝေးကွာခဲ့ကြရတဲ့ ဒီလိုခွဲခွာကြရမယ့်တညမှာလက်ပတ်မင်းကြီးအောင်မှာညဘက်ချင်းတွေ့ကြရင်မဝေရဲ့ချစ်သက်လက်ဆောင်အထိမ့်မတ်အဖြစ်ဆွဲတော်ရွက်ပုံပလက်တီနမ်လောကတ်သီးလေးနှစ်ဝတ်တူတူဆွဲခဲ့ကြရိခွဲခွာကြရမယ့်ညလေးမှာပဲမဝေကို အမြင်မမေ့ပဲသတိရနေစီဖို့လဲမအမြင်ဆွဲထားပါနော်နောင်တနေ့နေ့တစ်ချိန်ချိန်မှာပြန်ဆောင်ခဲ့ကြရင် အမတ်ရနေအောင်လို့နော်စိတ်ချပါမဝေရဲ့ကိုအသက်ခန္ဓာမြဲနေတဲ့၍ လဲမအမြဲဆွဲထားပါမယ်လို့ဂရီပေးပါရီကွေဝေတို့မိဘတွေကဟိုးအထက်အညာမျိုးလေးတစ်မျိုးကိုပြောင်းရတော့မှာမို့မနှက်ပြန်သင်းမောနေတော့ကြရတော့မယ်ဒါကြောင့်တက္ကသိုလ်ကျမှပြန်ဆောင်ကြရအောင်တော့ဝေကဆရာဝန်မကြီးတိတ်ဖြည့်ချင်နေတာဆိုတော့စာကိုစူးစမ်းတင်ယူမယ်ကိုလည်းအရာရှိကြီးတယောက်ဖြစ်လာအောင်စူးစမ်းပါနော်စိတ်ချပါဝေရဲ့ကိုအမေကိုပြုစုကြွေးမွေးစောင့်ရှောက်ရင်ပညာကိုစူးစမ်းတင်ယူပါမယ်ဝေနဲ့သာဆောင်ကြရင် နောက်တစ်ချိန်မှာဝေးကိုဆရာဝန်မကြီးဘဝနဲ့ပြန်ဆောင်ကြမယ်နော်။ဝေးရဲ့နှုတ်ဆက်အပြုံးလေးနဲ့လက်ပြနှုတ်ဆက်ခွဲခွာထွက်ပြေးသွားခဲ့တဲ့ကြောပြန်လေးကိုကြည့်ပြီး လေဆွဲလေးကိုလေမာဆွဲလို့ပြန်ခေရရည်။ဒီတော့ကကိုနေဝေတို့ကအသက်၁၆နှစ်ပဝန်းကျင်မှရှိကြသည်တဲ့။အခုတော့နှစ်တွေကြာညောင်းခဲ့ပါပြီ။အနှစ်၃၀ကျော်ကြီးများတော့ကွာခြားသွားခဲ့ပြီပဲ။ပြီးတော့ချစ်စရာဇနီးမယားနဲ့တာလီတူးတောင်ထွန်းကားခဲ့ပြီ။ ဆရာကျောက်ရီမှာ25ဆောင်းပါတကားထဲမှာမြည်မြကြအောင်သတိမေ့ပြီးငေးမောတွေးတော့ပြီးစဉ်းစားနေခဲ့မိခဲ့တဲ့အတွေးပင်လေမျောနေခဲ့ချိန်မှာလမ်းကြောင်းတာဝန်ခံရဲတပ်ကြီးရဲ့အတန်ကိုကြားရမှသတိပြန်လေအသိဝင်လာခဲ့တဲ့ရဲတပ်ချက်ကြီးပေးရနေတဲ့ချော်ရီမန်25ဆောင်းကို အငမ်းမရရှာဖွေကြည့်လိုက်တော့မှ မတင်သားဝေဘဥမောင်မောင်ဝေပုံမှန်14ကကြီးမြို့နေယုံ ဒီတော့မှအခြေအနေမှန်ကိုသိခဲ့ရတဲ့လမ်းကြောင်းရဲ့တာဝန်ခံကိုအမှုဖြစ်စဉ်အကျဉ်းကိုမေးလိုက်တော့မူရည်စေဝါတုံးဆွဲမှုနဲ့ဖမ်းဆီးခံရရည်ဆိုတာသိရှိနားလည်သွားခဲ့တယ်။အချုပ်ရီမန်တွေကိုလက်ခံစစ်ဆေးခဲ့ပြီးအချုပ်ရီမန်ပေါ်ကနမယ်နဲ့လူကိုတိုက်စစ်ဆေးဖို့အတွက်အမျိုးသမီးအချုပ်သူတွေတီးခြားစီခွဲထားတဲ့နေရာမှာချုပ်ရီမန်ကိုစစ်ဆေးနေခဲ့တယ်။မဝီဘာဖြစ်လာခဲ့တာလဲ။ကိုအဲ့လေ ကျမဟိုမူးယစ်ဇေဝသုံးဆွဲမှုနဲ့တရားစွဲခံခဲ့ရတာပါမဝေရဲလဲမှာယခုတက်သည့်ဇွေတော်ရွက်ပုံလောကတီလီကတင်းတင်းကြီးပေါ်လွင်အောင်ဆွဲထားနေတော့မေချစ်သူကိုယနေ့ထက်တိုင်မမေ့နိုင်မေထာဝရတရိယနေတော့မေဆိုရဲသဘောထင်မာရိထို့အတူပါပဲမိမိရဲ့လေးဘင်းမှာယနေ့ထက်တိုင်ဆွဲထားစေပလက်တီနမ်လောကတီဆွဲချိုးလေးကိုရောင်ရမ်းစမ်းသပ်မိတဲ့ထောင်မူလီစုဝေမှာလေထို့အတူပါပဲ ထို့နောက်ထောင်မူးလီစိုးဝေခမကျန်တဲ့အချုပ်သူအချုပ်သားတွေကိုရီမန်နဲ့တိုက်ဆိုင်စစ်ဆီးခဲ့ပြီးရှာဖွေရေးခေါ်တဲ့ကြလားစီချင်းပြုလုပ်ခဲ့နောက်တကားလေးကို ဖွင့်လို့အိဆောင်နဲ့သွင်းစီခဲ့ခြင်းပြုလုပ်ခံခဲ့တဲ့အမျိုးသမီးဆောင်တာဝန်ကြနေတဲ့တက်ကြက်တော်ပြုံးကိုတော့တန်းနိုင်သလောက်ကြီးစုဆောင်းလျှောက်ပေးဖို့လူမှုရေးဝေတရားနဲ့ဒူဒူတိတ်တိတ်မှာကြပြီးခဲ့တဲ့ ဒီနောက်မှာတော့ဓာမူလီစိုးဝေရဲ့အကြောင်းတွေကိုမောင်ဝေကတက်ချက်ကြီးဒေါ်ပြုံးစီကတစဉ်စုံစမ်းသိရှိသွားခဲ့ပြီးမှတည်ဆောက်သွားခဲ့လို့အမေတကူသမီးတကူဘဝနဲ့ဗဟန်ကြားဒေါ်ရလန်ထဲမှာနေထိုင်ခဲ့ကြရင် အပေါင်းအသင်းမှပြီးမူးယစ်ဆေးဝါးတုံးဆွဲနေတဲ့အထိဖြစ်လာခဲ့ရတာကိုအကြောင်းဆုံးသိလာခဲ့ရတယ်ဟိုတချိန်တုန်းကအထက်တန်းအကျောင်းလေးမှာအတူတူပညာသင်ကြားခဲ့စဉ်ကတင်ထားဝေတယောက် အခုတော့စေထုတ်အပ်ကင်ဆွဲပြီးစေသမဘဝကိုရောက်ခဲ့ရပြီကောထောင်မိုးလေးစိုးဝေအဖို့တချိန်လုံးစီကမနူးမနှက်အရွယ်အသိပညာမကျွဲသေးခင်မှာခြေကျွမ်းဝင်ခဲ့ကြဘူးတဲ့တမှုတရားတန်ရောစဉ် ဝေးရပုံမှာခင်တွေ့ခဲ့ပြီးမြလက်ရှိပြစ်စခတ်အခြေအနေမှာကိုကလည်းအင်တောင်ရတားကြလို့တဝိုးတအိမ်ထူထောင်နေခဲ့ပြီးပြီလို့စိတ်ကိုတင်းပြီးမဝေးအတွက်လူမှုရေးလိုအပ်ချက်တွေကိုတတ်နိုင်သမျှဖြည့်ဆည်းပေးနိုင်မှုကူညီဆောင်ရှောက်ပေးနေခဲ့တယ်။ဒီလိုနဲ့ဝေးတက်ဆိုင်ရာကို ရုံးထွက်ရုံးပြန်လုပ်နေခဲ့ဒီမှာနှစ်လသုံးလကျော်ခဲ့ပြီ။အမှုအခြေအနေကတော့စစ်စစ်စဲကာလာမှုရုံးချိန်မဲချင်းပြီး ပြန်လာခဲ့တဲ့အချိန်တွေမနေခဲ့ပြီပဲလို့ရုံထုတ်ရုံပြန်လာတိုင်းအပြင်ကထောင်မှုလေးစိုးဝေးအတွက်ဆိုပြီးစားစရာတွေမကြာခဏယူဆောင်လာပေးလေရှိတယ်။ဒီနေ့မှတော့ခောက်ဆွဲကြော်အထုပ်ကလေးကိုယူဆောင်လာခဲ့တယ်။ထို့သူခောက်ဆွဲကြော်အထုပ်ကလေးကိုလက်ထဲမှာဆွဲကင်ထားတဲ့ချင်းကိုရှာဖွေရေးတာဝန်ကြားတက်ကြည်ဒေါခင်စိန်ကခောက်ဆွဲကြော်ထုပ်ကိုယူပြီးဖြည့်ကြည့်ရှာဖွေခဲ့ချိန်မှာတော့ ခောက်ဆွဲကြုံထုတ်ထားတဲ့သတင်းစာဖြတ်ပိုင်းအောက်မှာဘင်းဖြူတရွေးသားကန်ကိုရှာဖွေဖမ်းဆီးရမိတယ်။ဇေယဒီခောက်ဆွဲကြုံထုတ်ထဲကဘင်းဖြူမုံလို ယူဆရတဲ့အဖြူမုံလေးတွေတွေ့ခဲ့ရစရာ။ထောင်မုံလေးစိုးဝေရဲ့တပွဲမှာဖြန့်ပြနေရင်တက်ချက်ကြီးဒေါခင်စိန်ကသတင်းပို့လာခဲ့တာကြောင့်ထောင်မုံလေးစိုးဝေကမိမိအတွက်ပေးထားခဲ့တဲ့ခောက်ဆွဲကြုံထုတ်ထဲကိုအလင်းမြန်ရှာဖွေကြည့်လိုက်တော့ဘာမှမတွေ့ခဲ့ရပါဘူး။ ။တောင်မူလီစိုးဝေတယောက်မဝေရဲ့မျက်နာကိုစိစိဆက်ဆက်တီချကြည့်လိုက်တဲ့။ထို့နောက်တော့မိမိတာဝန်အရာဆောင်ရွက်ရမှာပဲလေလို့ဆုံးဖြတ်ရင်။ကဲဒါဆိုထောင်ပိုင်ကြီးယုံကို တင်လိုက်ပါ။မကြခင်ထောင်ပိုင်ကြီးကလန့်ခေါ်လို့ယုံကန်းနဲ့ဝင်သွားစဉ်။ဆရာစိုးဝေအဲ့ဒီအမျိုးသမီးကိုတရားစွဲနိုင်မှု စာရိုက်ပြီးရေလန်းချောင်းတောင်ဝင်နေပြန်အပ်လိုက်ပြီးအမှုဖွင့်အရေးယူပါဟုတ်ကဲ့ဆရာ တောင်မူလီစိုးဝေအဖို့တရားခံကိုတရားစွဲဆိုတင်နိုင်ရန်အတွက်အချုပ်တာဝန်ခံတောင်မူကြီးဦးအောင်ကျော်ထေးကိုခေါ်ခိုင်းပြီးအကျိုးကြောင်းကိုပြောဆိုခဲ့သည့်မကြမီမှာပဲအချုပ်တရားခံမဝေကိုတရားမဝင်မူရစ်စေဝါခိုးသွင်းလာခဲ့မှုနဲ့ရုံးတင်တရားစွဲဆိုနိုင်မှုတပ်ဆိုင်ရာရဲတပ်ဖွဲ့ကို အနံ့မှု ပြင်ဆင်ခဲ့ရသည်။မဝေဒီလိုတရားမဝင်တားမြစ်ပစ္စည်းတွေကို ထောင်ထဲခိုးသွင်းခဲ့တာကိုအကျဉ်းထောင်ရဲ့လက်ဆွဲဥပဒေအရတားမြစ်ပိတ်ပင်ထားပါတယ်။ ဒါကြောင့်မဝီရဲ့အပြုအမူလုပ်ရက်ကဘလို့မှလက်မခံနိုင်တာကြောင့်အခုလိုတရားဆွဲဆိုခဲ့ရတာကိုနားလေသဘောပေါက်စေချင်ပါ रे ။ဒါကြောင့်ကိုကတာဝန်အရာဆောင်ရွက်ခဲ့ရတာကိုမဝီခွင့်လွှတ်စေချင်ပါ रे ။ရပါတယ်ဦးစိုးဝီရဲ့ကျမပြည့်နဲ့ကျမရှိပါစေ။ရှင်ရဲ့တန်ရောစဉ်ကို ခုလိုဂါခနာနာတီးခဲ့ရတော့ကျမကျေနပ်ပါ रे ။နားမှုတိုးချင်တိုးပါစေ။မဝီရေစူးရှားတဲ့မျက်ဝန်းအကြည့်တွေနဲ့ကြည့်ပြီးပြောဆိုလိုအပြီးမှာ နေတိုင်းပေါ်မှာဆွဲထားတဲ့ဆွေတော်ရွက်ပုံလောကတိပလက်တီနံဆွဲချိုးလေးကိုဒေါသတကြီးနဲ့ဆွဲဖြတ်ခဲ့သည်။နောက်တော့ရဲတာဝန်ခံခေါ်ဆောင်ရာနောက်ကိုကောက်ကောက်ပါအောင်လိုက်သွားခဲ့သည်။အော်မဝီရေတို့ရဲ့ဖြူစင်ရိုးသားတဲ့တန်ရောစင်ဟာယနေ့ထက်တိုင်မမိနိုင်စေမှုတို့ဝါသနာပါတဲ့စာရေးဆရာရဲ့ကလောင်နမယ်လေးကိုမှတ်ခေါ်ခဲ့တာကိုဖတ်ကြည့်ရင်းနဲ့မင်းနားလေသဘောပေါက်သွားမှာပါမဝီရေ။ ။စာရေးသူဇာကြီးကိုလည်းကျေးဇူးတင်ပါရီ။ဟုတ်ကဲ့ဇလန်းလေးကတော့ဒီနေရာမှာပဲပြီးဆုံးလို့သွားပါရီရှင်။နားစင်အားပေးကြတဲ့တဝူးတယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါရီရှင်။